ချင်းပြည်နယ်တီးတိမ်မြို့နယ်ကတိုင်ရင်းရွာဘက်ကိုဆင်းသွားတဲ့စစ်ကောင်စီစစ်တပ်ကနေပြီးတော့မှစောင်းပြည်ကျေးရွာသား15ရောက်ကိုလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီးတော့မှဒေတာတွင်းသတင်းရင်းမြစ်စီကနေပြီးတော့သိရပါတယ်တီးတိမ်မြို့ခလာရ269တယင်းကနေပြီးတော့မှစီရင်ဒေတာတိုင်ရင်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကကနေဒီတောင်အရှိချမ်းနဲ့အနောက်ဘက်ချမ်းကိုဆက်လက်ခြေသက်ကြတယ်ဆိုပြီးတော့မှရှေ့တန်းရောက် တင်းရင်းမြစ်တွေကပြောပါတယ်ကနေဒီတောင်အရှိဘက်ချန်စစ်ကြောင်းကနိုဝင်ဘာ3ရက်နေ့ညမှာဆောင်းပီးချီရွာကိုဝင်ရောက်ပြီးတော့မှအဲ့ဒီချွာသား15ရောက်ကိုလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာပါတိတိမြို့ကနေပြီးတော့မှတိုင်းရင်းဘက်ကိုစစ်ကြောင်းထိုးလာတဲ့ ချမ်ပတ်စစ်တပ်နဲ့ PDF ဇိုလန်တပ်ဖွဲ့2ဟာအောက်တိုဘာ30ရက်ကနေပြီးတော့မှနိုဝင်ဘာ3ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မှလက်ရှိအချိန်မှာတော့တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘူးလို့သိရပါတယ်။အလားတူကလေးကန်ကောလန်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်မရှင်တပ်ဟာဝေဝီလာမြို့ကိုဝင်ရောက်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့မှသိရပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကလေးကန်ကောလန်တချောက်ကိုလက်ရှိအချိန်စစ်ကြောင်းထိုးနေတဲ့ရှစ်ကောင်မရှင်တပ်ဟာချင်းပီ ဖလန်းမြို့နယ် မော်ဇောဂျွာကိုမနေ့ကနိုဝင်ဘာလ3ရက်နေ့မှာဝင်ရောက်ပြီးတော့မှဆက်လက်ပြီးဝေဘီလာမြို့ကိုဝင်ရောက်နိုင်ဖို့ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်။နိုဝင်ဘာလ3ရက်နေ့ခင်းပိုင်းလောက်မှာမော်ဇောဂျွာထက်ကိုဝင်ရောက်ကြပြီးတော့မှအဆိုပါစစ်ကြောင်းဟာဝေဘီလာဘက်ကိုမကြာခင်အတောအတွင်းမှာဝင်ရောက်နိုင်တဲ့အနေအထားမှာရှိတယ်ဆိုပြီးတော့မှကလေးနဲ့ချောင်းကနေချင်းပြည်နယ်ကိုဆက်သွယ်ထားတဲ့ဝေဘူလာလမ်းပိုင်ကိုထိန်းချုပ်ခြင်းတဲ့အနေအထားမှာရှိတယ်ဆိုပြီးတော့မှ ရှေ့တန်းရောက်တရင်ရင်းမြစ်ကပြောပါတယ်စစ်ကောင်မရှင်တပ်ဖွဲ့ဟာကလေးမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့လောက်ကစပြီးတော့မှ ထောက်ဖို့လေရင်တွေနဲ့စစ်အင်အားအများအပြားဖြည့်တင်းပြီးတော့မှကလေးတီးတိမ်လန်းကလေးတမှုနဲ့ကလေးကံကောလမ်းပိုင်းတွေကိုထိန်းချုပ်ဖို့တော်လန်ရင်အားစုတွေကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့သိရပါတယ် ကလေးတောင်ပိုင်းကလေးကံကောကာလန်တျှောက်တော်လိုင်းရဲ့တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့အဆိုပါနေရာတွေကိုစစ်ကောင်မရှင်တပ်ကအခုလိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတကြောင်းကျေးရွာပေါင်း36ရွာကအယက်သားပြည်သူ3000ကျော်လို့ဟာဘေးလွရာကိုစစ်ဘေးတင်းရှောင်နေရတယ်လို့သိရပါတယ်။